မင်းနာဆောင်ခွန်လေးကျောမြန်မာပြည်ဂျပန်နိုင်ငံ language academy ကစံသေးတေးပြီးဖြစ်ပါတယ်။ဒီနေ့ကတော့ Dyson Chunika မှာရှိတဲ့ grammar pattern လေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတွေ့ရမယ့် grammar pattern ကတော့ vata ho ga i desu ။ vata ကိုတဖောင်ပြောင်းပြီးတော့သုံးပြရမှာဖြစ်ပါတယ်။မြန်မာလိုအထိပယ်က vata ကောင်းနေ။သူဒီတစ်ဖက်သူကိုအကြံပေးပြီးတော့ပြောဆိုတဲ့စာကြောင်းမျိုးတွေမှာတွေ့ရပါတယ်။နောက်ထပ်နံပါတ်2က vana ho ga i desu ။ vata ကိုနိုင်ဖောင်ပြောင်းပြီးတော့မှသုံးပြရမှာဖြစ်ပါတယ်။အထိပယ်က မလောက်တာကောင်းတယ်။သူဒီလည်းပဲအကြံဉာဏ်ပေးပြီးတော့ပြောတဲ့စာကြောင်းပုံစံမျိုးဖြစ်ပါတယ်။နောက်တဲ့နံပါတ်3နံပါတ်3မှာကတော့ဒေရှောဆိုတဲ့ပတ်တန်ပါ။ဒေရှောရဲ့ရှေ့မှာဆိုရင်သူတို့ဘက်ကိုဖလင်းဖောင်ဖြောင်းပြီးတော့ထုံပြရမှာဖြစ်ပါတယ်။အထိပ္ပယ်ကတော့သူဒီစတန်ဒပ်ပေါ်မူတည်ပြီးတော့မှတ်လားလို့ဘာသာပြန်သလိုနောက်တစ်ခုလိမ့်မယ်ဆိုပြီးတော့လည်းဘာသာပြန်ပါတယ်။ဆိုတော့ဒါကတော့သူတို့စတန်ဒပ်ပေါ်စာကြောင်းပုံတည်ပြီးတော့ဘာသာပြန်ပြရမှာဖြစ်ပါတယ်။နောက်တဲ့နံပါတ်4ခမှုရှိတယ်မှာစဉ်း မြမလိုအတိပေကလာမသိဘူးဒီစာချောင်းပူဇံကတော့သူဒီအကြောင်းအရာတခုခုကိုအဲဒီတခြားသတင်းချက်လက်နဲ့တကွအတိအကျကြီးသိထားတာမျိုးတော့မဟုတ်ဘူးကိုယ့်ရဲ့အထင်အမြင်ကဒီလိုဒီလိုလာမသိဘူးဆိုပြီးတော့ခံမှန်းပြောဆိုနေဆိုတဲ့အခါမျိုးမှာတွေ့ရပါတယ်ခောက်မှုရှိတဲ့မဆိုင်အရှိမဆိုရင်တော့စင်တို့ဖက်ကိုဘလိန်ဖောင်ပြောင်းပြီးတော့သုံးပြရမှာဖြစ်ပါတယ်ဟဲ့ဒါဆိုလို့ရှိရင်တော့စာချောင်းလေးစာပြီးတော့ဖတ်ကြည့်အောင် ဖြောင်းဤတာဟိုကဤです。ဒီမှာဖြောင်းရဲ့နောက်မှာ particle လေးတစ်လုံးချန်ခဲ့တယ်เนาะ။ဆိုတော့ particle a လေးထည့်ပြရမှာဖြစ်ပါတယ်။ဖြောင်းအဤတာဟိုကဤです。ဆေးရုံတို့သွားတာကောင်းတယ်။မြင်မကောင်းဖြစ်နေတဲ့အတွက်ကြောင့်ဆေးရုံသွားတာကောင်းတယ်။တစ်ဖက်သူအကြံပေးပြီးတော့ပြောဆိုတဲ့စာချုပ်ပုံစံမှာနောက်တစ်ခုခုစရီဘို non da ho ga i des ဆေးဘို့တောက်တာကောင်းတယ်။တစ်ဖက်သူအကြံကြံပေးတဲ့စာချုပ်ပုံစံမျိုးပါ။နောက်တစ်ခု ။タバコを吸わない方がいいです。タバコ吸いれこ吸わない方がいいです。まとった顔に。နောက်ထပ်တစ်ကြောင်းお風呂に入らない方がいいです。ရေချိုးခံနေကိုမဝင်တာကောင်းတယ်။ရမယ်เนาะဒါဆိုနံပါတ်1မှာတွေ့ရတာကတော့အဲ grammar pattern တည့်ရဲ့နှစ်ရဲ့မှာရှိတဲ့တပတ်တူကိုအကျဉ်းညံပြီးတော့ပြောတဲ့စာချုပ်ပုံစံကြီးဖြစ်ပါတယ်။နောက်ထပ်နံပါတ်2လေးကြည့်အောင်။今夜は星が見えるでしょう。今夜 ဒီညကတော့ဟိုရှိကမြဲရုတဲ့ချောကျယ်တွေကိုကျယ်တွေကိုမြဲရုတဲ့ချောမြင်ရလိမ့်မယ်မြင်နိုင်လိမ့်မယ်နောက်ထပ်တစ်ကြောင်ယူကီဝဗရာနိုင်တဲ့ချောနင်းမကြဘူးမလားဒီတစ်ခေါက်မှာတော့စာကြောင်းပုံစံရသလိုမှတ်လားဆိုပြီးတော့လည်းဘာသာပြန်လို့ရပါတယ်နောက်ထပ်တစ်ခုဒီမှာစခိကလေးကိုထည့်ဖက်စရာမလိုဘူးเนาะစာမွေးတဲ့ချောစာမွေးတဲ့ချောအေးလိမ့်မယ်အာမေတဲ့ချောအာမေတဲ့ချော ရွာလိမ့်မယ်ခိရေရေရှော့စခိခါလီနဲ့တွဲပြီးတော့ဖတ်လို့ရမယ်เนาะစခိခခိရေရေရှော့လာကလာပါလိမ့်မယ်ဟဲ့ဒါဆိုနောက်ထပ်နံပါတ်3ဆက်ကြည့်အောင်နံပါတ်3မှာတွေ့ရတာကတော့ခမှုရှိတဲ့မဆန်နောက်ဆုံးနံပါတ်4ကပတ်တန်ပုံစံတွေ့ပါဆိုတော့တရင်ဆက်လက်ကိုတိတိကျကျရထားတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အထင်မြင်ရခံမှန်းပြီးတော့ပြောဆိုတဲ့စာကြောင်းပုံစံပါဆိုတော့ဖတ်ဖတ်ကြည့်အောင်ခရယ်ဝခိုင်ရှာဖို့ရမေတို့ခမှုရှိတဲ့မဆန် ်သူဒီကုမ္ပဏီကိုညာမဲတို့ဖောက်မှုရှိတယ်မဆန်းနှုတ်ထွက်မလားမသိဘူးတရေချဲ့လက်ခခိုင်မမရထားတာမျိုးမဟုတ်ပဲနဲ့အဲကိုတယောက်တည်းရဲ့ထင်မြင်ချက်အရာခံမှန်းပြီးတော့ပြောဆိုတဲ့ပုံစံမျိုးပါဖောက်မှုရှိတယ်မဆန်းစာကြောင်းနေဆိုရင်ဒါဒီတေချာမှုရှိဘူးနော်နောက်တစ်ခုပါတီနီခိုနိုင်ဖောက်မှုရှိတယ်မဆန်းပါတီကိုမလာဘူးလားမသိဘူးနောက်တစ်ခု明日忙しいかもしれません。 မနှက်ပြန်ဤဆိုကရှိအလုံရှုံမလားအလုံများမလားမသိဘူး။ရိုင်းရှုဟိမခမှုရှိတယ်မဆန်ရိုင်းရှုလာမယ့်အပတ်ဟိမခမှုရှိတယ်မဆန်အားလက်မလားမသိဘူး။ဟဲ့နောက်ဆုံးစကြောင်းဖတ်ကြည့်အောင်။ဘျောခိခမှုရှိတယ်မဆန်ဘျောခိဆိုရင်နေမကောင်ဖြစ်တယ်နာမကျန်းဖြစ်တယ်။ဘာလို့ဆိုတော့နေမကောင်ဖြစ်နေတာလားမသိဘူး။ရှာမယ်နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါရိုက်ဆန်ချူနီကာရဲ့ပတံလေးတွေကိုရှင်းပြသွားပြီဖြစ်ပါတယ်ဒါရိုက်ဆန်ချူဆန်ကမှပြန်ပြီးတွေ့ပါမယ်